ရင်ကျန်ရေးရွေးကောက်ပွဲနဲ့နိုင်ငံစီပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်ဆောင်ရွက်တင်နာများကိုဇက်လက်ဂျိုပန်အကောင့်ထေပေါ်ဆောင်ရွက်သွားရန်ရည်ရွယ်ကျင်းပတဲ့ငင်းကျန်ရေးဖိုရမ် Peace Forum 2025ရဲ့ဒုတိယနေ့ဆွေးနွေးပွဲဆက်လက်ကျင်းပတဲ့တဲ့ရင်ကိုတဲ့ရင်တောင်မတ်ဖြူပြပြမောင်ကဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ရှင်။ ညဉ့်ဉိုင်းဖိုရမ် P4 2025ကိုဇွန်လ25ရက်နေ့မှာ29ရက်နေ့အထိကျင်းပပြုလုပ်လျက်ရှိရာဖိုရမ်ရဲ့ဒုတိယနေ့မှာတော့ရွေးကောက်ပွဲအမြင့်စွာကျင်းပနိုင်ရေးညဉ့်ဉိုင်းရေးပွင့်လင်းမြင်သာသောရွေးကောက်ပွဲနဲ့နိုင်ငံတော်တည်ငြိမ်ရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်ပူးပေါင်းဆောင်ရွက်ရမယ့်နည်းလမ်းများကိုဖော်ထုတ်ခြင်းရွေးကောက်ပွဲလွန်ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအရှိခံသောပြည်ထောင်စုတည်ဆောက်ရေးတွင်ညဉ့်ဉိုင်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုအထောက်အကူပြုနိုင်မယ့်နိုင်ငံတကာအသိုင်းအဝန်းများ၏အခမ်းအနားကိုဖော်ထုတ်ခြင်းများကိုဆွေးနွေးကြမှာဖြစ်ကြောင်းသိရပါတယ်အဓိကကတော့ဒါကျွန်တော်တို့အကြမ်းမဖက် နိုင်ငံရေးနည်းလမ်းနဲ့လက်ရှိပြဿနာတွေကိုဖြေရှင်းမယ်ဆိုတော့ဘိုင်းဖြတ်ချက်နဲ့လုပ်ငန်းစဉ်တစ်လျှောက်လုံးမှာကျွန်တော်တို့ပါဝင်ခဲ့တာဖြစ်ပါတယ်။အဆွေးနွေးရမယ့်ခေါင်းစဉ်ကပဂတိအခြေအနေနဲ့ရွေးကောက်ပွဲရဲ့အရေးပါမှုဆိုတာခေါင်းစဉ်တစ်ခု။အဲ့တော့နောက်တစ်ခုကတော့ရွေးကောက်ပွဲကျင်းပပြီးတဲ့နောက်ဥပဒေနဲ့အညီလွတ်တော်အစဉ်အဆက်ပေါ်ပေါက်လာဖို့အတွက်ဆောင်ရွက်တဲ့နဲ့အစီအမံများဆိုတဲ့ခေါင်းစဉ်နှစ်ခုပေါ့နော်။အဲ့ဒါကိုကျွန်တော်တို့ဆွေးနွေးတော့မှာဖြစ်ပါတယ်။အငြင်းညာရေးဆိုတာကတော့ဟိုရွေးကောက်ပွဲမတိုင်ခင်နဲ့ပြည့်ပြတ်သွားဖို့တော့မဖြစ်နိုင်ဘူးမလွယ်ဘူးပေါ့ သို့သောရွေးကောက်ပွဲအလွန်မှာလည်းဆက်ပြီးဆောင်ရွက်သွားမှာဖြစ်တဲ့အတွက်ကြောင့်အဲ့တော့ရွေးကောက်ပွဲကျင်းပပြစ်ခဲ့ပြီးပြီးသွားပြီဆိုရင်တော့ရွေးကောက်ပွဲကနေပြီးတော့နိုင်ငံရေးအခင်းအကျင်းအစ်စ်တစ်ခုပေါ်လာမယ်။အဲ့ဒီကနေပြီးတော့လက်ရှိဖြစ်နေတဲ့ဒီပဋိပက္ခတွေကိုဆက်လက်ပြီးဖြည့်ရှင်းဖို့အတွက်အခြေခံကောင်းနေ ရလာလိမ့်မယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်။လက်ရှိနိုင်ငံမှာဖြစ်နေတဲ့အခြေအနေတွေရေကောက်ပွဲကဘယ်လိုအကျိုးသက်ရောက်မှုရှိနိုင်မလဲ။ငွေကြေးအင်းလုပ်ငန်းစဉ်တွေဒီတဲ့ပုံပြီးကောင်းသားအောင်ဘယ်လိုလုပ်သွားမလဲ။နောက်တင်ငင်းရင်းနဲ့ပုံမျိုးတိုးတက်မှုတွေကိုဘယ်လိုဆောင်ရမလဲစတဲ့အကြောင်းအရာတွေပေါ့နော်။တခြားအကြောင်းအရာတွေလည်းပါပါတယ်။အဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှဒါဆွေးနွေးသွားကြမှာဖြစ်ပါတယ်။ငင်းငယ်အတွက်ကတော့ဒီ Peace Forum လောက်တာတော့ထိရောက်မှုရေးအများကြီးရှိမှာပါ။လက်ရှိအခြေအနေတွေကနေမှ အဲတခုခုအပြောင်းလဲဖြစ်ဖို့လိုတယ်ဆိုတဲ့အဖြေတခုထွက်တော့အဲ့လိုအပြောင်းလဲတခုဖြစ်ဖို့လုပ်တဲ့နေရာမှာလည်းဘယ်လိုနည်းလမ်းကအတိအောက်ဆုံးဖြစ်မလဲဘယ်ဟာအကောင်းမွန်ဆုံးဖြစ်မလဲပေါ့ဒီရွေးကောက်ပွဲရာအခုဖြစ်နေတဲ့အခက်အခဲတွေကိုကျော်လွှားနိုင်မဲ့ထွက်ပေါက်တခုဖြစ်တယ်ဆိုတာတွေ့ရတယ်ဒါကြောင့်မလို့အခုနိုင်ငံရဲ့ပြည်သူတွေအတွက်ဒီရွေးကောက်ပွဲဟာထွက်ပေါက်တခုဖြစ်တယ်လို့ပြောနေကြတယ်ဒီ Sweden Web Forum အနေနဲ့နိုင်ငံရေးပညာရှင်တွေရောပြည်တွင်းပညာရှင်တွေရော အတီးတီးရဲ့အမြင်ကိုစုစည်းမိဖို့နိုင်တဲ့အတွက်နိုင်ငံရဲ့ကျွန်တော်တွားမဲ့နိုင်ငံရဲ့ခင်းကျင်းကိုအကောင်းဆုံးဆောင်ရွက်နိုင်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ငြိမ်းချမ်းရေးရှိမှပဲနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မယ်လူနေမှုဘဝတိုးတက်ကြမယ်ဒါကြောင့်လူတိုင်းကလည်းဒီငြိမ်းချမ်းရေးကိုလိုချင်တယ်ဒီလိုမျိုးအမြင်တွေအပြန်လန်ဖလှယ်နိုင်ပို့တဲ့ခင်းကျင်းမများဆောင်ရွက်နိုင်မယ်ဆိုကျွန်တော်တို့ရဲ့တခုတည်းသောပုံရင်မှန်ချက်ကိုရရှိနိုင်မယ်လို့မျှော်လင့်ပါတယ်။ငြိမ်းချမ်းရေးရွေးကောက်ပွဲဖွံ့ဖြိုးတိုးတက်ရေးเนาะဒါတွေစုစည်းပြီးတော့ပေါင်းစည်းပြီးတော့ခါမှာ တည်ငြိမ်အေးချမ်းပြီးတော့ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်အစ်စ်ဆိုတဲ့ဘက်ကိုသွားတာပေါ့အဲ့တော့ဒီငိမ့်လာကန်ဒီရည်ရွယ်ချက်ဒီငိမ့်ချမ်းမှုတစ်ခုကိုအုံမြင့်ချနိုင်ရမယ်အဲ့ဒီကတစင်းအနာဂတ်မှာနိုင်ငံတော်အစ်ကိုသွားမယ်ဆိုရဲရည်မြိုချက်ရှိတယ်ရည်ရွယ်ချက်ကောင်းတယ်အဲ့ဒါကြောင့်ဒီဥစားရဲ့မကြာမြင့်မြင့်ကာလမှာဆောင်ရွက်မဲ့ရွေးကောက်ပွဲရွေးကောက်ပွဲကြီးတစင်းကဖြတ်သန်းပြီးမှဒီခင်းချင်းကိုရောက်နိုင်မယ်ငိမ့်ချမ်းမှုပွင့်လင်းမြင်သာတဲ့ရွေးကောက်ပွဲနှစ် ဖွံ့ဖြိုးတိုးတက်မှုကနေပြီးတော့အနာဂတ်နိုင်ငံတို့တစ်ကိုဘယ်လိုသွားမှာလဲနီလန်းကောင်းလေးတွေကိုအန်ကေတို့ကရှာပေးရမှာပေါ့ဒီနေ့တနေ့ကဆွေးနွေးမှာလေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးပေါ့နော်ရွေးကောက်ပွဲအောင်မြင်စွာကျင်းပဖို့လို့အတွက်ကိုပြည်သူလူထုရောနော်သက်ဆိုင်ရာအဖွဲ့အစည်းတွေပေါ့နော် UEC တို့နိုင်ငံရေးပါတီတို့ကနေပြီးတော့မှဘယ်လိုပုံစံနဲ့ပါဝင်ရမလဲဆိုတဲ့နီလန်းတွေဆွေးနွေးကြမှာဖြစ်ပါလိမ့်ရှင့်အခြေခံဥပဒေပြင်ဆင်တာအသေးစိတ်ပြင်ဆင်ရမှာရှိတယ်အဲ့လိုပြင်ဆင်ရမယ့်ကိစ္စတွေကို အဲဒီလွှတ်တော်တွေကလည်းဆွေးနွေးမယ် PNCA ကလည်းဆွေးနွေးမယ်လွှတ်တော်ပြင်ပပေါ့နော်အဲ့လိုဆွေးနွေးခြင်းအဖြစ်အဲဆွေးနွေးညှိနှိုင်းခြင်းအဖြစ်ပေါ့နော်နောက်ဆုံးအကုန်လုံးအကျိုးရှိတယ်ပေါ့နော်နိုင်ငံသူနိုင်ငံသားတွေနောက်တိုင်းရင်းသားလူမျိုးစုတွေအကုန်လုံးအကျိုးရှိတဲ့အခြေခံဥပဒေပြင်ဆင်ရေးကိုတဖြည်းဖြည်းသွားရမှာဖြစ်ပါတယ်ကျွန်တော်တို့ကတော့အဓိကတော့ပွင့်လင်းမြင်သာတဲ့ရွေးကောက်ပွဲတည်းကဖြစ်ပေါ်လာရေးနောက်တခါအဲ့ဒီရွေးကောက်ပွဲမှာအဲ့ဒီဘယ်လိုမျိုးတွေပူးပေါင်းပြီးတော့ဆောင်ရွက်နိုင်ငံတော်ကတည်ငြိမ်မယ်အေးချမ်းမယ်ဆိုတဲ့အချက်တွေကို ျွန်တော်ဆွေးနွေးဖို့တော့စိတ်ကူးထားပါတယ်။နောက်ပြီးတော့ကငင်းငင်းရင်းနဲ့အတူယူကော့ဘွေအကြောင်းပြောရင်ငင်းငင်းရင်းကိုပြောဖို့လဲစဉ်းစားပုံဖော်ထားပါတယ်ခင်ဗျ။ မြန်မာ့ရင်မြင်သံကြားပရိသတ်များရှင်ငញ្ញိုင်းဖိုရန်ကိုဇွန်လ29ရက်နေ့အထိကျင်းပပြုလုပ်သွားမှာဖြစ်ပြီးအလွာမျိုးစုံအဖွဲ့အစည်းမျိုးစုံမှာတာဝန်ရှိသူများနဲ့လေလံသူများတက်ရောက်ခဲ့ကြောင်းသိရပါဗျ။ငញ្ញိုင်းဖိုရန်မှာရရှိလာမယ့်အပြုသဘောဆောင်နဲ့အမြင်သဘောထားများအကြံပြုချက်များကိုသိရှိနားလည်ပြီးငញ្ញိုင်းရေးရွေးကောက်ပွဲနဲ့နိုင်ငံစည်းဝါးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်ဆောင်ရွက်တင်ဒီများကိုဆက်လက်ကြိုးပမ်းအကောင့်ထဲပေါ်ဆောင်ရွက်သားမှာဖြစ်ကြောင်းသိရပါဗျ။ကျမဖြူဖြူမောင်ပါရှင်။